ရန်ကုန်မြို့မှာ investment လုပ်ဖို့ပဲဖြစ်ဖြစ်အစားစုမျိုးလုပ်ဖို့ဖြစ်ဖြစ်တင်တော်ရဲ့ offer ကိုခံလိမ့်ရှာနေပြီလားဒါဆိုရင်တော့ subject ကိုဒီမှာရှိပါတယ် subject ရာဆိုလို့ရှိရင်ဘဘောကမျိုးပေါ်မှာလည်းတစ်ဆောက်ထားပြီးတော့ business လေးစာမီတာ project ဖြစ်တယ်နောက်ပြီးတော့အခက်အခဲမျိုးအပြည့်အစုံ project ဖြစ်နေရှိပါတယ်ဒါမျိုးဆက်ပြီးမှခလေးရတော့ဆက်ကြည့်ကလူမှာရှာအကောင့်ဖြစ်တဲ့148 square feet ခလေးတစ်ခုပါတယ်။ဒါဆိုရင်ဒီခလေးကိုသူ့လက်တူပတ်ကြည့်လိုက်ကြအောင်နော်။ ဒီခန်းလေးဟာဆိုရင်948 square feet ချေဝင်ပြီးတော့အခန်းတစ်ခန်းပါပီးထားလေးပဲဖြစ်ပါတယ်။အခန်းတစ်ခုလုံးကို fully decoration နဲ့အခန်းအပ်နေပြီးထားတာဖြစ်ပါတယ်။ချေဝင်လာတဲ့လူတွေနဲ့အတူအခန်းတစ်ခန်းလည်းပါဝင်ပြီးသားဖြစ်တဲ့အတွက်မိသားစုနေထိုင်နေဆိုလည်းသိရောက်ပါတယ်။ဝရဏတွဲရပါဝင်ပြီးသားအခန်းလေးဖြစ်တဲ့အတွက် city view ကိုလည်းအပြည့်အဝခန်းစားနိုင်ပါတယ်ရှင်။ကဲဒါဆိုအခန်းလေးကြီးကြည့်ပြီးစ ောရောင်းကောင်းကိုအခန်းလေးဖြစ်တဲ့အတွက်အခန်းလေးအားလုံးစောင့်ဖို့ဖြစ်ပြီးအခုပဲဆက်ဆက်တာကိုလာရောက်ဝင်ဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်